ဂေဗီယာဒန်ရနေချိန်မှာအိုက်တာစိတ်ကြိုက်ခံစစ်အရေးသူကိုပြသနိုင်ခဲ့တဲ့ပယ်ရိုဟင်ကာဘီပယ်ရိုဟင်ကာဘီဆိုတဲ့အီကွေဒေါ်သားလေးကိုအာဆင်နယ်တို့ခေါ်လိုက်တဲ့အချိန်မှာအားကြီးတို့ကခံစစ်ကစားမတွေဝယ်လိုက်လာဆိုပြီးတချို့ရထင်ကြတယ်ကျွန်တော်ကိုယ်တိုင်လဲအဲ့လောက်ထိလိုလို့လာပါလေဩဒါပေမဲ့ခီဘီရောထွက်သွားလို့လိုလိုမမဲခေါ်တယ်ပေါ့ တီချာကြည့်လိုက်တဲ့အခါမှာအာဆင်နယ်ကနှစ်တိုင်းခံစားကြမှာတွေဝယ်တယ်နှစ်တိုင်းခံစားကြမှာတွေပြန်ပြီးရောင်းထုတ်တယ် update ထပ်ပြီးလုပ်တယ်ဘာကြောင့်ခံစားကြမှာတွေအိုက်တာနှစ်တိုင်းဝယ်လဲဆိုတော့ဒိုင်းယာအန်နီယယ်တွေကိုကြိုမြင်တာဖြစ်တဲ့အတွက်ဂီဗီယန်နဲ့ဆာလီဘာနှစ်ယောက်စလုံးကအာဆင်နယ်တင်းရဲ့ဘိုးခံစစ်မှာအားကိုးရတာမှန်တယ်မမြင်နိုင်တဲ့ဒိုင်းယာတွေဖြစ်ရင်ဘယ်သူတွေကိုသုံးမလဲအိုက်တာတို့ဒါကိုတွေးခဲ့ပုံရတယ်ခံစားကြမှာတွေဆိုတာက၃မျိုး၃စားရှိတယ်ဘိုးမှာပဲ sort တဲ့သူရယ်ဖူးဘတ်မှာပဲ sort တဲ့သူရယ်နေရာစုံ sort တဲ့သူရယ် ဒါပေမဲ့ခုနောက်မှအိုက်တာဝယ်လာတာကအနည်းဆုံး200ဆော့နိုင်တဲ့ versatile ဖြစ်တဲ့ player တွေဝယ်လာတာတွေ့ရအထူးသဖြင့်မော်ကွေယာဆိုလို့ရှိရင်လည်းညာဘက်ချမ်းမှာ200ဆုံးဆော့လို့ရလို့ဟင်ကာဘီဆိုလည်းဘယ်ဘက်ချမ်းမှာ200ဆုံးဆော့လို့ရတယ်ဘယ်ဘက်ချမ်း full back ကဘယ်ဘက်ချမ်းကိုယိုင်တဲ့ပိုဟိုခံစစ်ကကောင်းကောင်းဆော့လို့ရတယ်အဲ့တော့ဒီယာဒီအာဆင်နယ်တင်းဝယ်ခဲ့တဲ့ကစားသမား၈ဦးမှာအားလုံးက တန်တယ်ပြောလို့ရတယ်နောက်ဆုံး300ရာနဲပါဆိုတဲ့ကီပါတို့နော့ကတ်တူတော်မှသူတို့ကိုရခဲ့တဲ့ပြောင်းရွှေ့ခြင်းနဲ့ဆိုရင်အရန်ကုန်မှထားတော်မှတန်တယ်ဂေဗီယမကာရေးတန်ရတော့တဲ့ချိန်မှာဆာလီဘောဘသူနဲ့တွဲပေးမလဲဆိုတဲ့အချက်ပေးတန်နေမြည်လာတယ်ကျွန်တော်တို့တွေးတာပေါ့လေအရှိမလဲခြေစွမ်းနေပြတာပြီးပရီးမီးယားလိကိုကိုယ့်အိကိုယ့်အိမ်ကိုယ့်ရာလို့လှုပ်ပြီးတော့ခြေစွမ်းပြနေခဲ့တဲ့မော်ကိုရာနဲ့တွဲပဲထင်တာဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာအိုက်တာမှာအသေးစိတ်ပြင်ဆင်လာတာလေးတွေ့ရတယ်ခန်းစစ်ကသားမတူဦးကခန်းစစ်ကောင်းအောင်နေတယ်မပြီးဘူးအရှိကိုဖြန့်ပေးနိုင်ဖို့အတွက် ဘယ်ပချမ်းအာတန်နဲ့ကစားမအောင်ဘယ်ဘိုးခံစစ်မှာထားပြီးညာပချမ်းအာတန်နဲ့ကစားမအောင်ညာဘိုးခံစစ်မှာထားတဲ့ပုံစံမျိုးတွေအိုက်တာတုံးလာတယ်။ပုံမှန်တိုင်းဆိုရင်တော့ခံစစ်စွမ်းဆောင်ရတာပဲကြိုက်တဲ့နေရာမှာထားပြီးဆော့လို့ရတာမှိမ့်မဲ့ပွဲအတွင်းမှာအသေးစိတ်ကြတဲ့ပြင်ဆင်မှုလေးရအရင်အေးပါတယ်။ပြီးတော့အိုက်တာတုံးတဲ့ခံစစ်ကစားမတွေကခံစစ်တစ်ခုတည်းတွေမဟုတ်တိုက်စစ်လိုက်ပါတာမျိုးတွေတဲကန်ဘိုးအတုံးချတာမျိုးတွေကိုင်းလက်ထိတက်ထောက်တာမျိုးတွေနဲ့ဟိုင်လိုင်းဒက်ဖန့်တင်ဆော့တဲ့အခါမှာပြိုင်ဘက် line တစ်ခုချင်းစီကိုဖျက်ကျော်နိုင်ဖို့အထိ ပြင်ဆင်ထားတယ်ဘောခရင်ကောင်းအောင်မယ်ထိတ်ခဲပြစ်တာတွေမိုက်ရမယ်ပြိုင်ဘက်ကို physical ဘိုင်းတေချာလီဖြက်စီးနိုင်ရမယ်အဲ့လိုပုံစံမျိုးတွေကိုအာဒါပြင်ဆင်လာတာတွေ့ရတယ်ပယ်ရိုဟင်ဂါဘေးဆိုတဲ့ इक्वे ဒေါသကိုဘီယန်လီဗာကူဆင်ကအာဒါခေါ်လိုက်တဲ့အချိန်မှာဖုန်းကွန်နက်တစ်ခုဇာဘီအလွန်ဆုံနဲ့ပြောရဲဆိုတဲ့ report တစ်ခုထွက်တယ်ကောလာဟာလာလည်းဖြစ်ရင်ဖြစ်မှာပါအဲ့ဒီမှာအာဒါဒီကစားမနဲ့ပတ်သက်ပြီးတော့စီကမ်းမိုင်းဆိုင်ရာ တိုးတက်လာနိုင်ခြင်းအသုံးပြတာအဆင်ပြေလာတဲ့ကစားမရဲ့အားသာချက်အားနည်းချက်တွေကိုဇာဘီအလွန်ဆိုမေးခဲ့တယ်ကြားသိရတယ်။ဇာဘီအလွန်ဆိုကလည်းပြေဝထောက်ခံတယ်။သူ့လက်ထွက်သူ့တပည့်ဆိုတော့အိုင်ဒါလောက်မှလည်းအဆင်ပြေနိုင်တယ်။အဓိကတော့ကစားမတူကိုဝယ်တဲ့အခါမှာကစားသမားရဲ့စိတ်ဓာတ်ပိုင်းရဲ့ဒဏ်ရာမှတ်တမ်းရဲ့အင်္ဂလိပ်ကစားနဲ့အဆင်ပြေနိုင်လားဆိုတော့သူကတေချာလေးတွက်ချက်တာ။အဲ့ဒီမှာတခုရှင်းပြချင်တာကကျွန်တော်ဒီပယ်ရိုဟင်ဂါဘီဝယ်လိုက်တဲ့အချိန်မှာဝယ်ရဆိုမြင်ကျွန်တော်လက်ရှိမှာအငှားပေါ့လေ။ ဒီဘက်ဘန်နာကြီးနှစ်ထဲမှာမဖြစ်မနေဝယ်ကူးနဲ့ဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကအိတ်ကစားသမားရဲ့ဘနပုံပုံတပုံကိုဘန်နာကြီးပတ်ချက်တဲ့ထည့်ရမှာဒါပေမဲ့ကြိုက်တော့မှဝယ်မယ်ဆိုတဲ့စာချုပ်မျိုးချုပ်လိုက်တဲ့အခါမှာတော့အငှားတိတန့်ဖြစ်သွားတယ်အငှားကြီးလောက်ပဲကျွန်တော်တို့ကဒီဘက်ဘန်နာကြီးနှစ်မှာပြရတယ်အဲကြောင့်မို့အာဆင်နယ်တင်းကဝယ်တာတော့ဝယ်မှာကျင်းနေဝယ်မှာဒီကစားမောင်းဒါပေမဲ့မဖြစ်မနေဝယ်ကူးမဟုတ်ဘဲနဲ့ကလပ်တင်းတစ်ခုမှတသိန်းသိန်းသဘောတူရတဲ့ရောင်းပေးရမယ်ဆိုတဲ့စာချုပ်ကိုထည့်လိုက်တာ ပြောမယ်ဆိုရင်တော့နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်တာပေါ့လေဒီဘန်နာကြီးနှစ်မှာကစားမ၈ဦးဝယ်ထားတာဆိုတော့ဟိုတိတ်ပြီးတော့ဘန်နာကြီးဘတ်ဂျက်မပြချင်လို့နောက်မှ installment payment နဲ့ဒီကစားမကိုဝယ်မယ်ဆိုတဲ့ပုံစံမျိုးထည့်ထားလိုက်တာအဲ့တော့ဘေးရလီဗာကူဆင်းရောက်လာခဲ့တဲ့ပေရိုဟင်ဂါဘီကမော်ကွေရတော့တိတ်ပြီးနာမည်မထွက်ခဲ့ဘူးရောက်လာတဲ့အချိန်မှာမော်ကွေရသိရမလားဆာလီဗာဒန်ရရဲ့အချိန်မှာဂေဘီယယ်နဲ့တွဲပြီးတော့ဒတိုင်းတိုင်းခြေစွမ်းတွေပြပြီးတော့ငါတို့တော့ share ပဲလို့ကြောက်အောင်ပြီဆိုပြီးတော့အဲ့ကစားမကိုပဲဆော့ဟိုက်နေတာဒါပေမဲ့တစ်ဖက်ကလည်းခေသူတော့မဟုတ်အီကွေဒေါ်သား ကပရင်လက်ပတ်နဲ့တောင်မှနိုင်ငံလေစီတမသွားပြီးပူပေါင်းတဲ့ player အရှိအချံမြလီပွဲစီတွေမှာလည်းသူဘယ်လောက်ထိကောင်းခဲ့လဲဆိုတာတွေ့ရတယ်အဲ့တော့ဒီကစားသမားရဲ့ type ကိုပြောမယ်ဆိုရင်မာကုံရှိတယ် strong ဖြစ်တယ်ပတ်စင်ပြည့်တယ်ပြန်မျက်ကိုခက်ချင်းချင်းတုံ့ပြန်ရဲတယ်ရှိန်မနေဘူးကျွန်တော်ချီးကျူးတာတော့အင်္ဂလိပ်ကစားဟန်းနဲ့အသားကျတဲ့ကစားသမားတွေဘာသာခေါ်ပေးနိုင်တာ မော်ကွေယောကိုပေရူဟင်ကားပေးကအင်္ဂလိပ်ကစားဟမ်းမှာမသိရင်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်တည်းကကစားလာတဲ့ဆရာကြီးတွေတိုက်နေတယ်အကုန်အစင်ပြေးနေတယ်ဒါကလည်းသူနဲ့တွဲဆော့တဲ့ဆာလီဘာလို့ကစားမမျိုးအရှိမတော့လည်း GBL လို့ကစားမမျိုးကြီးနဲ့တွဲဆော့ခဲ့ရအကောင်ဆုံးတင်ယူနိုင်ခဲ့တယ်အထူးသဖြင့်ဒီလိုကစားမတွေကို trainee မှာဘလောက်ထိတောင်မှအာဆင်နယ်အသင်းကလေ့ကျင့်ပေးခဲ့တယ်ဒီလိနဲ့အသားကျဖို့အတွက် train ပေးခဲ့လဲကျွန်တော်မှမမြင်ရတာအဲ့တော့တာဝန်ရှိသူတွေအားလုံးလည်းကျွန်တော်တို့တကယ်ကျေးဇူးတင်တယ်စပါးသင်းရဲ့ပွဲစဉ်မှာစပါးသင်းရဲ့ပထမဆုံး900သွားခဲ့တဲ့ ရီချာလီစီရဲ့ဂိုးကပထမဆုံးဂိုးပေါက်တဲ့ကံချက်ပထမဆုံးကံချက်အရှိမလုံးဝအကံမကံရတာဒါကခက်စကားမတွေကောင်းတာရဲ့စပါးသင်းကိုကိုင်းလက်အသာစီယူနိုင်ခဲ့တာရဲ့ဒီကစားမတွေဆွမ်းဆောင်ကျွန်တော်အတိမတ်ပြရမယ်ကျွန်တော်အဲ့ဘွဲမှာကလင်းရှစ်မရခဲ့ဘူးရိုင်ယာရှစ်တက်နေချိန်မှာကိုပေးလိုက်ရတယ်ထားဒါပေမဲ့ပယ်ရိုဟင်ဂါဘီတို့ခက်စကားမတွေကြောင့် open play ကနေကိုပေးလိုက်တလုံးမှမရှိအဲ့ဒီဘွဲစင်မှာပယ်ရိုဟင်ဂါဘီနဲ့ဆာလီဘာအထိုင်ကအာရီတာတွက်ဆိုရင်တော့အနာဂတ်မှာအပြေတစ်ခုဖြစ်လာနိုင်တယ် ေဗီယာမပါလိုက်နဲ့တလားနှစ်လားဆိုတဲ့အတော်တွေမှာပေရိုဟင်ကာပေးဆာလီဘာအထိုင်တချို့အနာပေးနေဆိုရင်မော်ကွေယာဝင်လာတာမျိုးတွေကျွန်တော်တို့တွေ့ရနိုင်တယ်ဒါမှမဟုတ်ဆာလီဘာအနာပေးရင်ဆိုလဲဟင်ကာပေးနဲ့ဆာလီဒီဟင်ကာပေးနဲ့မော်ကွေယာဆိုတဲ့ဂျူရဲ့အထိုင်ကိုအာရီတာတို့အတိချက်ချို့သုံးသွားလဲမြင်ရနိုင်တယ်ဗောလေအခုလာမဲ့ဘိုင်ဘူးနဲ့အတင်းနဲ့ပွဲစစ်မှာလဲကြည်ကောင်းတော့မှာအဲ့တော့အာဆင်နယ်တင်းရဲ့ဒီဘေဘချန်ဖူးဘက်မှာလဲဆော့နိုင်တဲ့ဘိုးခန်းစစ်မှာလဲဆော့နိုင်တဲ့ဘေဘချန်ကိုယိုင်နဲ့ပေရိုဟင်ကာပြီးတော့ဆာလီဘာနဲ့အကောင်းဆုံး connection လုပ်ပြီးတော့ အာဆင်နယ်တင်းရဲ့လာမယ့်ပွဲတွေအများကြီးတုံးရမယ်ဒီနေရာမှာကစားသမားတဦးချင်းစီရဲ့ကန်တရားဆန်းအဲ့ဒါလေးတော့ကျွန်တော်ထည့်တွက်ရမယ်ကစားသမားတစ်ယောက်ခြေစွမ်းဘလောက်ပဲမိုးပြန်အောင်ကောင်းလို့ပါစေအရှိကစီနီယာလေးပဲကစားသမားကိုမကျော်ဖြတ်နိုင်အရန်ကုန်မဲထိုင်ရမှာဒါပေမဲ့မမြင်ရတဲ့ဒေယာတွေက Gabriel လို့ကစားမမျိုးအရှိမမောကွယ်ဆိုလဲစာလီဘာနားချိန်မှာဝင်ပြီးကစားဝေးရတယ်။ Gabriel Gabriel ဒဏ်ရာသွားတဲ့ချိန်မှာ Pero Hinga ပြတော့အခွင့်အရေးဖြစ်လာတယ်။အဲ့တော့သူမိမိရဆုတ်ကန်ပြီးတော့နီးပြသဘောကျရအောင်လုပ်တဲ့အထိ performance ပြနိုင်ခဲ့တယ်။အကယ်မြအဲ့နေမှာသူမလုံးနိုင်ဘူးဆိုရင်မောကွယ်ရ၃နာမျိုး Color Fury လို့အဲ့ညာထဲ၃နာမျိုးဘန်ဝက်ကိုထဲ၃နာမျိုး Aida မျိုးစုံလုပ်လို့ရတယ်။ဒါပေမဲ့ယုံကြည်ပဲတုံးသွားခဲ့တယ်။ Interview မှာ Aida ပြောတဲ့စကားလေးကျွန်တော်မှတ်မိပါသေးတယ်။ Gabriel ဒဏ်ရာသွားတဲ့ချိန်မှာတဲ့ အခွင့်အရေးကြီးမှရမယ်ကစားသမားတူအသင်းမှာရှိပါတယ်ဒါကိုသူကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်ဆိုပြီးတော့အင်တာဗျူးတွေမှာပြောသွားတကယ် surprise ပဲပယ်ရိုဟင်ဂါဘေးကိုဆာလီဘာနဲ့ကောက်တွဲသွားခဲ့တာအဲ့ဒီပွဲစဉ်မှာဆိုရင်လေအကန့်ခံရမဲ့ဟာမျိုးတွေရှေ့မှနေတားသွားတာမျိုးတွေခက်ချင်းချင်းဝင်ဆော့တာမျိုးတွေအရှိထိတတ်ထောက်တာမျိုးတွေပြီးတော့ exam ရဲ့ hit map လေးကျွန်တော်တင်ထားပေးမယ်ကိုင်းလေထိတက်ပြီးထောက်ရတာခံစကားမဆိုရင်မဲ့အဲ့ဒါအိုက်တာလိုချင်တဲ့နေရာသုံးမှာဆော့နိုင်တဲ့ကစားသမားတွေကိုဦးစားပေးဝယ်လာတာတွေ့ရသလိုကစားသမားတူက2နေရာ3နေရာလောက်ပွဲချိန်တွင် ဇုံ rotation လုပ်ပြီးဆော့နိုင်တဲ့အပိုင်းတွေကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်။ဒီပွဲစဉ်မှာဆိုရင်တော့ Pero Hingabi ကဘောလုံးအဝေးဘောက်ပေးပို့မှု6ချိန်မှာ3ချိန်အောင်မြင်ထားတယ်။ဘောလုံးပေးပို့မှု38ချိန်မှာ35ချိန်ကိုလူစီကိုရအောင်ပေးပို့နိုင်ပြီးတော့ touch 48ချိန်ရှိတယ်။ဘောလုံးရှင်းထုတ်မှု4ချိန်ရှိတယ်။ interception လို့ခေါ်တဲ့ဂျာပြတ်လူမှု2ချိန်ရှိတယ်။ ball recovery 5ချိန်တိရှိပြီးတော့ take away 1ချိန်မှာ2ချိန်လုံးအောင်မြင်ထားတယ်။အဲ့တော့ဒီကစားသမားရဲ့ performance ကတော့ share ပဲ။ အဲ့ကြောင့်လာမယ့်ဘိုင်မြူနစ်အသင်းနဲ့ပွဲစဉ်လာမယ့်ချယ်ဆီအသင်းနဲ့ပွဲစဉ်မှာအိုက်တာရဲ့အကြိုက်ဆုံးဘိုဟိုခံစစ်အထိုင်ကပယ်ရိုဟင်ဂါဘီနဲ့ဆာလီဘာဖြစ်သွားမလားစောင့်ကြည့်သွားတော့မှာပါအဲ့ကြောင့်ကစားသမားတယောက်အနေနဲ့ရတဲ့အခွင့်အရေးကိုမိမိပြရအသုံးချနိုင်ရင်ဘောလုံးဇက်ခုံထက်ကိုရောက်လာမှာပဲကိုကရန်ကုန်ထိုင်နေရလို့စိတ်မပူနဲ့အခွင့်အရေးဆိုတာဘယ်ချိန်မှဆိုရောက်လာမယ်ဒါပေမဲ့အဲ့အခွင့်အရေးကိုမိမိပြရအသုံးချနိုင်တဲ့ quality ကိုမှရှိဖို့လိုအပ်ပါတယ်ဒါကဘောလုံးမှလည်းမဟုတ်ကျွန်တော်ညီကိုတွေအားလုံးလည်းကိုယ့်ရဲ့လက်ရှိဘဝမှာ အခွင့်အရေးကဘယ်တော့ရောက်လာမှမသိဘူးဒါမဲ့ကိုကလုံးဝ strong ဖြစ်ဖို့လိုအပ်တယ်ကို strong ဖြစ်နေပြီအဲ့ level တစ်ခုမှာကိုကကျွမ်းကျင်နေပြီဆိုလို့ရှိရင်တော့အခွင့်အရေးရောက်လာတာနဲ့အကောင်းဆုံးလုပ်ပြနိုင်ပြီအဲ့ညမှာကိုကနေရာရသွားမယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြမှာပျော်ရွှင်ပါစေအာဆီနယ်ဖန်တွေအားလုံးလည်းအဆင့်တစ်မှာနှစ်ပေါင်းများစွာဆက်ပြီးနေနိုင်ပါစေ အစုံလေးကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြီးပြောင်းလဲဖြစ်ကစားခြင်းဆိုတော့ဘိုင်ဘာဖုန်း396 46 46 43 33တိန်နံပါတ်39 95 93ခရောက်တဲ့အလုံးမှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲစော့စော့ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစော့ခြင်းနဲ့အကောင့်မှွင့်ဆိုတော့အားလုံးကိုနှွေးထွေးကြည့်စုပါတယ်မစော့တဲ့ညီကိုတွေက YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ